ါရှင်။ကျွန်မနာမည်ကတော့စင်ဒီဖြစ်ပါတယ်။စင်ဒီရဲ့ပတ်စင်ပေါ့ဒ်ကတ်စီစဉ်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်။စင်ဒီကဒီပတ်ဗီဒီယိုလေးထဲမှာတော့ဒီပိုလီတက်နစ်တွေကနေပြီးတော့ဒီပလိုမာပြီးသွားတဲ့အခါမှာဘက်ရှလာဆက်တက်လို့ရလား။ဘက်ရှလာဆက်တက်ဖို့ဘာတွေလိုအပ်လဲဆိုတာကိုလာမေးထားတဲ့သူလေးတွေအတွက်ဒီဗီဒီယိုလေးထဲမှာပြောပြပေးသွားမှာဖြစ်ပါတယ်။ဗီဒီယိုလေးကိုစမ်းကြည့်ခင်မှာစင်ဒီရဲ့ဒီ Facebook page နဲ့ YouTube channel လေးကို follow နဲ့ subscribe လုပ်ပြီးဝတ်တောင်းဆိုကြပါမယ်။ စင်ကာပူမှာတော့ဒီ polytechnic တွေကနေပြီးတော့ diploma တွေပြီးသွားတဲ့အခါမှာဆိုရင်တော့ bachelor ကိုဆက်ပြီးတော့ join လို့ရပါတယ်။အဲ bachelor တက်ဖို့ဘာလိုရလဲဆိုရင်တော့ဒီ GPA အနည်းဆုံး GPA ဘယ်လောက်ရရမယ်ဒါမှမဟုတ်ရင်လည်းတချို့ဒီ bachelor တွေကြတော့အတွေ့အကြုံပေါ့နော် working experience ဘယ်လောက်ရှိရလဲဒါမျိုးတွေရှိတတ်တယ်ပေါ့နော်။ဒီ video လေးထဲမှာကြတော့ Cindy ကဒီ diploma in nursing အတွက်ကိုအထူးပြုပြီးတော့ပြောပြသမှာဖြစ်ပါတယ်။သူနာပြုဒီပလိုမာနဲ့အကြောင်းပြီးထားတဲ့သူတွေအတွက်ဆိုလို့ရှိရင်ဆက်ပြီးတော့ဘာတွေတက်လို့ရလဲဆိုတော့ advanced diploma တွေရှိရယ်။နောက်ပြီးတော့ bachelor degree တွေ post graduate တွေဒါမျိုးတွေကိုဆက်တက်လို့ရပါတယ်။ဒီပုံမှာပြထားတဲ့ဒီဟာဆိုလို့ရှိရင်တော့ SNB Singapore Nursing Board ကနေပြီးတော့အတိအမှတ်ပြုထားတဲ့အကြောင်းတွေရဲ့စာရင်းဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ကတော့ specialist diploma ကိုဆက်ပြီးတော့ယူလို့ရတယ်။အချိန်ကတော့သူကဒီမဲ့ပြထားတာဆိုရင်25ဘတ်ကနေပြီးတော့44ဘတ်ထိကိုရွေးတဲ့ specialize ပေါ်မူတည်ပြီးတော့ကွာနိုင်တယ်။ဒါတွေကိုတက်လို့ရတာကအကြောင်းနှစ်ကြောင်းပေါ့နော်။နိုင်ငံနဲ့နေအန်းမှာသူကနှစ်ခုမှာတက်လို့ရတယ်။ဒီမှာဆိုရင် clinical education မှာ specialize လုပ်လို့ရတယ်။ပြီးတော့ diabetes management education နဲ့ပြီးတော့အခါမှာအများကြီးပဲပေါ့နော်။ renal dialysis တွေလည်းရတယ်။ ဒါကတော့ specialist diploma တက်လို့ရတဲ့ဒီ program နေပေါ့နော်နောက်တစ်ခုအနေနဲ့ကကြတော့ advanced diploma ဆက်ပြီးတော့ join လို့ရတယ် advanced diploma ရဲ့ဒီ duration ကကြတော့6လပေါ့နော်အဲ့မှာမှသူကဒီနိုင်ငံနိုင်ငံနဲ့ NIAN ပေါ့နော်ဒီနှစ်ခုမှာဆက်ပြီးတော့တက်လို့ရတယ်ဒီမှာဆိုရင်လည်းအတော်အများကြီးပဲရှိရဲ့ advanced diploma in critical care ရှိမယ် community လား medical surgical လား emergency လားဒါရှိရပေါ့နော် ဘက်ချလာဒီဂရီအတွက်ဆိုလို့ရှိရင်เนาะဒီမှာဒါတွေကဒီ SNB ကအတိအမှတ်ပြုထားတဲ့ကျောင်းကြီးရဲ့ list ပေါ့เนาะအဲ့ထက်မှဆိုရင်နာမည်အတိများကြတာဆိုရင်ဒီ NUS ကိုသိကြတယ်နောက်ပြီးတော့ SIT ကိုသိကြတယ်အဲ့ဒါအပြင်ဒီမှာကျောင်းနေအများကြီးရှိသေးတယ်ပေါ့เนาะ private တက္ကသိုလ်လည်းရှိတယ်ဒီ public တက္ကသိုလ်လည်းရှိရပေါ့เนาะနောက်တစ်ခုအနေနဲ့ကတော့ graduate diploma နဲ့ဒီ master address ဆိုရင်တော့ SIT မှာဆက်ပြီးတော့တက်လို့ရတယ်။သူကတော့ဒီမှာနှစ်ခုပဲရှိရ organ transplant နဲ့ rehab အတွက်ပေါ့နော် တက်လို့ရတယ်ဆိုပြီးတော့ဆင်နီရှာတွေ့ထားတယ်။ပြဆင်နီကဒီ bachelor တက်ဖို့ဘာတွေလိုအပ်လဲပေါ့ duration စီကဘယ်လောက်လဲဆိုတာရောဆင်နီဒီ NUS နဲ့ SNG ရဲ့ page share ကိုဝင်ကြည့်ထားတယ်ပေါ့နော်။ပထမတစ်ခုကတော့ SNG ပေါ့။သူကကြတော့ duration က1တစ်နှစ်နဲ့ဒီ6လဒီကြာမယ်။ပြီးတော့ credit ကကြတော့120တက်ရမှာဖြစ်ပြီးတော့ဒီ qualification ကကြတော့သူ payment ဘွဲကတော့ BSc Hon ဆိုပြီးတော့ပေးမှာပေါ့နော်။ ပြီးတော့ဒီ bachelor ရသွားတဲ့ခါမှာဆိုရင် career options အနေနဲ့ဘာတွေရွေးချယ်လို့ရလဲဆိုတော့ nurse clinician လုပ်လို့ရတယ်ပြီးတော့ nurse educator nurse manager ထိသွားလို့ရတယ်ပေါ့နော်ဒါရီတက်ဖို့ဆိုရင်ဘာလိုအပ်လဲဆိုတော့သူကပထမဆုံးကိုကဒီ SNB ကနေပြရထားတဲ့ပြီးတော့ register nurse တယောက်ဖြစ်ရမယ်ပြီးတော့ဒီနိုင်ရန်ငယ်အဲနီအန်ကနေပြီးတော့ဘွဲရထားတဲ့ diploma ရထားတဲ့ကျောင်းသူတွေဖြစ်ရမယ်ပေါ့နော် GPA က အအနည်းဆုံး၃ရမယ်ဆိုပြီးတော့ဗောနော်ဒါ SIND ကနေတင်ထားတဲ့ဥစ္စာပါ NUS ရဲ့ဒီတနာပြုဘက်ချလာကကြတော့သူရဲ့ဒီ requirements လိုအပ်တဲ့အထက်မှာကိုကဒီ polytechnic တစ်ခုကနေပြီးတော့ diploma ရထားတဲ့သူဖြစ်ရမယ်စနေဒရဲ့ page တွေကိုဝင်ကြည့်တော့ပုံမှန်အဖြစ်တော်တဲ့ minimum requirement GPA ကိုရေးထားစင်ဒီတွေ့တယ်။ဒါပေမဲ့စင်ဒီဒီကဝင်ကြည့်တော့ရှာလို့မတွေ့ဘူးဖြစ်နေပါတော့။စင်ဒီမှတ်တာမမဟုတ်ဆိုရင်ဒါ minimum 3.7နဲ့အထက်လို့ထင်တယ်။ လောက်ရှိရဆိုရင်တော့ခြောက်လို့ရတယ်ပေါ့နော်ရတာမရတာတော့ဒါကိုနဲ့ပြန်ခြောက်တဲ့လူတွေရဲ့ GB ကဘလောက်တွေရှိလဲပေါ့မူတီမှာပေါ့နော်ပြီးတော့ဒီမှာတခုရှိသေးတာက Bachelor of Science Nursing Practice ကို part time အနေနဲ့တက်လို့ရတယ်ဆိုပြီးတော့ဒီ NUS ရဲ့ website မှာရှိရပေါ့နော်ဆိုတော့ဘာတွေ entry requirements အနေနဲ့ဘာတွေလိုအပ်လဲဆိုရင်တော့ဒီ NYB နဲ့ NB ကနေပြီးတော့ diploma ရထားတဲ့သူဖြစ်ရမယ်ပေါ့ပြီးတော့ရင်ဒီပဲခုနှစ်2018ကနေပြီးတော့2025အတွင်း ရထားတဲ့သူဖြစ်ရမယ်ပေါ့ဒါကတော့ဒါနောက်နှစ်ဝင်ခွင့်တော့ပြောထားတာဖြစ်တယ် GPA ကတော့အနှိမ့်ဆုံးအနေနဲ့ diploma တော့ကဒီ3အနှိမ့်ဆုံးရထားတဲ့သူဖြစ်ရမယ်ပေါ့လို့မျိုးပြောထားတယ် lesson 3ရတဲ့လို့ဆိုလို့ရှိရင်လည်းသူတို့အဲ program director တွေကနေပြီးတော့ interview စေပါရင်လုပ်လို့ရတယ်ပေါ့နော်။ဘာလို့ကုန်ကြရတယ်ဆိုတော့ကတော့သူတို့ရဲ့ဒီ website တွေမှာတစင်သွားပြီးတော့ကိုကဆက်စုခြင်းနဲ့ဆိုရင်သွားပြီးတော့ကြည့်လို့ရရပေါ့နော်။ ။နောက်တစ်ခုအနေနဲ့ဆီရီရောဆရာဆရာမရဲ့ sharing လုပ်ပေးတာအရဆိုလို့ရှိရင်ဒါကကိုကလုပ်ငန်းခွင်နဲ့ဝင်ပြီးတော့ကိုယ့်ရဲ့ performance ကကောင်းတယ်ပေါ့နော်။ကိုယ့်ရဲ့ manager ကလည်းကောင်းတယ်ဆိုလို့ရှိရင်ဒါကိုထပ်ပြီးတော့ bachelor တက်ရှင်တာလားဒါမှမဟုတ်လို့ရှိရင်ဒီ advanced diploma တွေတက်ရှင်တာလားအဲ့လိုတက်ရှင်တဲ့ဟာတွေကိုဟိုစမျိုးဒီ scholar ရခဲ့တဲ့သူတွေအနေနဲ့ဆိုရင်တော့ဒီစေယုံတွေကနေပြန်ပြီးတော့ sponsor ပေးရမျိုးရှိရလို့ပြောတယ်။ဒါပေမဲ့ကိုလောက်ရမဲ့နှစ်တွေတော့တိုးသွားမှရှိရပါတော့။အခုစင်တွေကဒီ sponsor နဲ့တက်နေတာက6နှစ် ပြန်လုပ်ပေးရမယ်ဆိုရင်တကယ်လို့ကိုယ်ကထပ်ပြီးတော့ advanced diploma တက်မယ်ဆိုရင်ဒါဘယ်နှစ်ပြန်ပြီးတော့လုပ်ပေးရမယ်ဒီဒါမှ bachelor ကို part time တက်တယ်ဆိုလို့ရှိရင်ဘယ်လောက်ပြန်ပြီးတော့လုပ်ပေးရမယ်ဒါကတော့တို့ရဲ့ဒီစာချုပ်တွေနဲ့တက်ထပ်ပြီးတော့ရှိလာမှာပေါ့နော်ဒါမျိုးခွင့်ရေးတွေရှိရဆိုပြီးတော့လည်းဆင်းရဲဆင်းမရပြပြထားတယ်အဲ့ဒါကြောင့်မလို့လူနာပြုတ်ကိုတကယ်စိတ်ပါဝင်စားပြီးတော့စင်ကာပူမှာကျောင်းတက်ရှင်တဲ့သူတွေအနေနဲ့ဆိုလို့ရှိရင်ကြတော့ဒီ diploma ပြီးသွားရင်လည်း bachelor တွေ advanced diploma တွေ specialized ဒီဘာနော်ဒီပလိုမာတွေကိုဆက်ပြီးတော့ join လို့ရပါတယ်ဒီ career options အနေနဲ့ဆိုရှင်လဲဒါရှင်းတော့ပြောခဲ့သလိုပဲအရှိ video တစ်ခုလုပ်ခဲ့ပါနော်အဲ့ video တွေကလိုပဲကိုယ့် career ကိုကိုယ်ပဲဟာကိုကိုယ်ရွေးရှင်လဲကိုယ်အစတင်တဲ့ဘက်ကိုတွားရှင်တာလားဒါမှမဟုတ်ဒီစိတ်ဒီစိတ်ကန်းထိုင်တဲ့ဘက်ကိုပဲရွေးရှင်တာလားဘာနော်ဒါတွေအမျိုးမျိုးပေါ့ manager ဘက်ကိုတွားရှင်တာလားအမျိုးမျိုးကိုယ်တိုင်ရွေးရှင်လို့ရပါတယ်ဒါကတော့ Cindy ရယ် sharing လုပ်ပေးတဲ့ပုံမူတည်ပြီးတော့သိကျင်တဲ့မိကွန်းလေးတွေကို ဒီနေ့ရဲ့ page မှာ လာမေးရတဲ့သူတွေအတွက်စင်ဒီဖြည့်ပေးတဲ့ဗီဒီယိုလေးဖြစ်ပါတယ်။တကယ်လို့ဒီသူနာပြုနဲ့ပတ်သက်ပြီးတော့သိချင်တာလေးရှိသေးတယ်ဆိုရင်ဒါမှမဟုတ်လည်းစင်ကာပူနဲ့ပတ်သက်ပြီးတော့သိချင်တာလေးရှိရဆိုရရှင် comment ရှင်းခဲ့လို့ရပါတယ်။စင်ဒီဗီဒီယိုလေးအားတဲ့အခါပြန်ပြီးတော့တင်ပေးပါမယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ပတ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်။